မင်္ဂလာပါရှင်ဒေါ်လန်ရဲဘော်များအားလုံးနဲ့ဒေါ်လန်ပြည်သူများအားလုံးဘေးရန်ကင်းကွာရှင်လန်းကျန်းမာကြပါစေရှင်10ရက်10လ2025ရက်နေ့တရက်တာတွင်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုနှင့်ခဲယမ်းရိတ်ကထောက်ပို့မှုမတမ်းများကိုကျမတို့ဝင်းဟင်း channel မှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ဗမောင်းမြို့နယ်တနင်္လာသို့မြစည်းနားလေးတက်မှတက်သောဝိုင်တွဲစစ်ထောက်ပို့ဘုံကျဲလေရင်တစီဖြင့်မနက်9:49မိနစ်ခန့်အချိန်မှစတင်ပြောင်းဝဲက ဘုံကျဲလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။တစယ်မြို့နယ်တနရာသို့တရအူးလေတပ်မှတတော် Jet Fighter စီးဖြင့်မနက်9:56မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။မြိုင်မြို့နယ်တနရာသို့ပခုတ်ကူတပ်မှတရတက်မှတတော်စက်တက်လေဒီပါရာမိုတာ၂စီးဖြင့်မနက်9:55မိနစ်9:58မိနစ်ခန့်အချိန်တို့မှစတင်ပြောင်းလဲကဘုံကျဲလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ ပိတ်ချင်းမြို့နယ်တနရာသို့တရတဦးလေးတမတ်တက်သောဝိုင်တွဲစစ်ထောက်ပို့ဘုံကျဲလျင်တစည်းဖြင့်မနက်09:59မိနစ်ခန့်အချိန်မှစတင်ပြန်ဝဲကဘုံကျဲလေကြားတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။မင်းကင်းမြို့နယ်တနရာသို့မုံရွာနားမခမှတက်သောဂျိုင်ရိုကော်ပတာ၃စီးဖြင့်မနက်07:50မိနစ်ခန့်အချိန်တွင် လေကြားတိုက်ခိုက်မှု၃ချိန်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ တပိတ်ချင်းမြို့နယ်တနရသို့မိဖီလာလီတက်နှင့်ဒရအုလီတက်မှတက်သောဂျက်ဖိုင်တာ၃စီးဖြင့်နေ့လယ်၁၂နာရီ၂မိနစ်၁၂နာရီ၈မိနစ်ညနေ၄နာရီ33မိနစ်၄နာရီ34မိနစ်၄နာရီ36မိနစ်၅နာရီ43မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှု၆ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။မိုင်းကောမြို့နယ်တနရသို့ဒရအုလီတက်မှတက်သောဂျက်ဖိုင်တာ၂စီးဖြင့်နေ့လယ်၁၂နာရီ30မိနစ် တနာ yı 35မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတက်ခဲမှုနှစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ငပ်ဖဲမျိုးနယ်တနီယာတို့နေပြည်တော်လေတပ်မှတပ်တော် Jet Fighter နှစ်စီးဖြင့်နေ့လယ်2နာရီ50မိနစ်3နာရီ5မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတက်ခဲမှုနှစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။မရယာမျိုးနယ်တနီယာတို့မိထီလာလေတပ်မှတပ်တော် Jet Fighter တစ်စီးဖြင့်နေ့လယ်3နာရီ5မိနစ် 3နာရီ9မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။စင်ကူးမြို့နယ်တနရာတို့ရွှေဘုံနယ်မခောက်ရွာစခန်းမှလွတ်တန်လိုက်သောတိုက်ခိုက်ရေးဒရုန်းနှစ်စီးဖြင့်နေ့လယ်3နာရီ15မိနစ်3နာရီ20မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ကန်နီမြို့နယ်တနရာတို့မကွေးလေတပ်မှတက်သောဂျက်ဖိုင်တာနှစ်စီးဖြင့်ညနေ4နာရီ39မိနစ်၄နာရီ၄၁မိနစ် ၄နာရီ၄၃မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု၃ချိန်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။စင်ကုနှင့်တဝိတ်ချင်းမြို့နယ်အဆက်တနေရာသို့တရက်ဦးလေတပ်မှတက်သောဂျက်ဖိုင်တာတစ်စီးဖြင့်ညနေ၄နာရီ၅၄မိနစ်၅နာရီခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု၂ချိန်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။နထိုးချင်းမြို့နယ်တနေရာသို့တရက်ဦးလေတပ်မှတက်သော MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးဖြင့်ညနေ၄နာရီ၅၉မိနစ်ခန့်အချိန်မှစတင်ပြောင်းဝဲကာ ဘုံကျဲလေကြားတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ထီလင်းမြို့နယ်တနေရာသို့ဒဒအူးလေတပ်မှတက်သော Jet Fighter တစ်စီးဖြင့်ညနေ9:54မိနစ်9:56မိနစ်9:58မိနစ်ခန့်အချိန်တို့တွင် လေကြားတိုက်ခိုက်မှု၃ချိန်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ဗမော်မြို့နယ်တနေရာသို့မိထီလာလေတပ်မှတက်သော Y8 စစ်ထောက်ပို့လေယာဉ်တစ်စီးဖြင့်ညနေ4:10မိနစ်ခန့်အချိန်မှစတင်ပြောင်းလဲကာ ခဲရရိတ်ခါတို့များကျဲချထောက်ပို့သွားခဲ့ကြောင်းသိရှိရပါသည်17ရက်10လ2025ရက်နေ့တွင် အကြံဖတ်စကောင်းစီအနေဖြင့်တရက်ဦးလေတက်မြကြီးနာမကွေနေပြည်တော်မိထီလာလေတက်များမှ Jet Fighter ဝိုင်တွေ Y8 MI35 ပါရာမိုတာနှင့်ဇိုင်းရိုကော့ပတာများပြန်တက်မှုအကြိမ်ရေး42ကြိမ်ခန့်ရှိခဲ့ပြီးမန္တလေးတိုင်း၊သခိုင်းတိုင်း၊မကွေးတိုင်း၊ကချင်ပြည်နယ် ရှမ်းပြည်နယ်၊ရခိုင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်ပြန့်တမ်းမှု32ကြိမ်ခန့်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။မိဘပြည်သူများအနေဖြင့်အကြမ်းဖက်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုအနေရများမှကာကွယ်နိုင်ရန်ဝေဟင်သတင်းပေး Telegram Channel အားဆောင်ကြည့်ခြင်း၊မိမိနယ်မြေရှိတပ်ဆိုင်ရာတော်လှန်ရေးအဖွဲ့များ၏သတိပေးထုတ်ပြန်ချက်များကို လေးစားလိုက်နာ၍နေထိုင်ကြပါရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်။ယခုဖော်ပြခဲ့သောသတင်းများမှာ ကျမတို့ဝေဟင် channel မှာလက်လန်းမီတလို့ရရှိထားသောသတင်းများဖြစ်ပြီးကျမတို့မရရှိခဲ့သော လေကြောင်းတိုက်ခိုက်မှုများလည်းကြန့်ရှိနေနိုင်ပါသေးသည်မိဘပြည်သူများအနေဖြင့်လေရင်ဖြတ်သန်းသည့်သတင်းနဲ့လေကြောင်းတိုက်ခိုက်မှုများကိုသိရှိရပါကဝေဟင် Telegram channel ၏သတင်းလက်ခံအကောင့်ဖြစ်သောဝေဟင် scope တို့ဆက်သွယ်သတင်းပို့ပေးကြပါရန်မြစ်တာရက်ခံအပ်ပါတယ်ရှင်ယခုကဲတော့လေကြောင်းတိုက်ခိုက်မှုသတင်းများအားနေ့စဉ်ကြည့်ရှုနိုင်ရန် ကျမတို့ဝေဟင် YouTube Channel အား Like and Subscribe ပြုလုပ်ထားပေးကြပါအောင်နော်။မိဘပြည်သူရဲဘော်များအားလုံးဘေးကင်းလုံခြုံကြပါစေရှင်။